အာဖဂန်နစ္စတန်တောင်းကျန်းသူလက်ထဲမှာရုရှားစစ်တပ်ကငရဲနဲ့ရင်ဆိုင်ရတယ်။မင်္ဂလာပါ။ဒီကနေ့မှာတော့ Night DH Company လို့ခေါ်တဲ့တကယ်ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်တွေကိုအခြေခံထားတဲ့စီးရဲအရှင်ရုပ်ရှင်တပုတ်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဇလန်အဘယ်ရောက်ဆောက်တယ်ဆိုတော့1988ခုနှစ်ဆိုင်ဘီးရီးယားဆိုဗီယက်ပြည်ထောင်စုမှာမိုးသေးထန်စွာရွာနေတဲ့ညတညနေပြီးတော့စတင်ပါတယ်။ဒီမှာလူငယ်ရုရှားတွေက သူတို့ရဲ့အချစ်တော်ရင်းနဲ့နှုတ်ဆက်ခဲ့ပြီးတော့စစ်သားအဖြစ်ဝင်ရောက်လာတဲ့အခန်းကိုမြင်ရမှာဖြစ်ပါတယ်စစ်သားလက်ခံရေးအရာရှိကသူတို့ရဲ့အိတ်တွေကိုစစ်ဆီးပြီးရနဲ့ဝင်ငါးစားစစ်သားတွေကိုစပိညက်ဖို့အတွက်အမိန့်စတင်ပေးပါတယ်ပြီးတော့ငွေပြူသွားနဲ့ရှိတဲ့လူရီဆိုတဲ့လူကသူ့စပိညက်စရာကို မျက်နှာကိုထိုးခဲ့ပြီးစပိညက်စရာရဲ့ဥကောင်ကိုလည်းစပိညက်လိုက်ပါတယ်မဂျာဂင်မှာပဲ Voro B ဆိုတဲ့ငွေရတဲ့စစ်သားတယောက်က6ယောက်အဖွဲ့ကိုရှာဖွေခဲ့ပြီးတော့အရင်ကတွေးခဲ့တဲ့လူစုလေးကိုပြန်တွေးလာပါတယ် သူတို့အတူတူလေ့ကျင်မှာဆိုတာသိပြီးလူတွေကအဖွဲ့ဝင်တွေကိုမိတ်ဆက်ပေးလိုက်ပါတယ်ပထမဆုံးအနေနဲ့ပကြီးဆွဲကျင်တဲ့ wrestler ပြီးတော့တာမန်နမင်နဲ့ star နဲ့ sari နောက်ဆုံးကတော့စွန်စားမှုတွေကိုသဘောကြားရီဂျွန်ဂန်နဲ့ rava တို့ပဲဖြစ်ပါတယ်ပြီးတော့စပင်းညက်ဆရာကအရာရှိတဦးနဲ့အတူပြန်လာပြီးလူတွေနဲ့သူ့အဖွဲ့ကိုညွှန်ပြပါတယ်သူတို့အားလုံးကဝီရိယရှိရှိထထသွားဖို့ပြင်နေကြပေမယ့်အရာရှိကတော့စပင်းညက်ဆရာရဲ့အကြောင်းပြချက်ကိုထားခဲ့ပြီးသူတို့ဖွဲ့ကအာဖဂန်အဖွဲ့ဝင်ဖြစ်မယ်ဆိုတာသိပြီးတော့စပင်းညက်ဆရာရဲ့ကောင်းကိုထိုးလိုက်ပါတယ် မကြခင်မှာပဲသူတို့ဘက်ကအုစပတ်ကစ္စတန်ကိုရောက်လာပြီးတော့နောက်ထပ်စစ်သားတဦးဖြစ်တဲ့ပီနိုချက်ဆိုတဲ့လူနဲ့တွေ့ပါတယ်။နောက်ပြီးတော့ရဲရရှိဒီဂလိုဟာလည်းလာရောက်ပြီးတော့စစ်သားတွေကိုတန်းညီညီရက်ဖို့အတွက်ပြောလိုက်ပါတယ်။အဲဒီအချိန်မှာသူက၃လတိတိဆိုဗီယက်စစ်တပ်ရဲ့ဖြစ်သူတို့လေ့ကျင့်ပေးမယ်လို့ဆိုပါတယ်။ပြီးရနဲ့သူ့ကားနဲ့အနောက်မှာလမ်းလျှောက်ပြီးတော့သူ့နောက်ကိုလိုက်ဖို့အတွက်အမိန်ပေးပါတယ်။သူတို့ဘက်ကအာဖဂန်နားနားမှာရှိတဲ့စကန်တစ်ခုကိုရောက်လာပြီးတဲ့နောက်မှာတပ်နမေးနဲ့မိတ်ဆက်နေတာဖြစ်ပါတယ်။ ရက်စလန်ရဲ့အကြောင်းကိုမေးတဲ့ခါမှာတော့သူကစာအုပ်တီမှာဖတ်တဲ့အတိုင်းပဲတွေးဆဖြေလိုက်ပါတယ်။အဲ့ဒါနဲ့အတူသူ့ဘက်ကိုထိုးလိုက်ပါတယ်။လူရီယာလည်းစပိန်ညဆိုင်မှာဖြစ်ခဲ့တဲ့အမှုကြောင့်မလို့ထပ်ပြီးတော့အထူးခံလိုက်ရပါတယ်။ဒီနေ့မှာတော့သူတို့ကိုကြောက်တီကိုထည့်ပြီးတော့တောင်ပေါ်တက်ခိုင်းခဲ့ပါတယ်။တောင်တီးကိုရောက်တဲ့အခါမှာတော့စစ်သားတွေကသူတို့ရိုက်ပြီးတော့ပြန်တွန်းချလိုက်ကြပါတယ်။အောက်ကိုပြန်ရောက်တဲ့အခါမှာတော့ဒေဂလိုကလေးချင်းချင်းဒီမှာသွေးကြရင်တကယ်ပြစ်တဲ့အခါမှာသွေးမကြဘူးလို့ပြောလိုက်ပါတယ်။ညမှာလူရီနဲ့သူ့အဖွဲ့ဝင်တွေကသုံးလကြလေးချင်းရအောင်နားမလဲကြပါဘူး။ တခြားဘွေတွေကတော့တပတ်လောက်လေးချိန်ပြီးပြေးသွားကြတာပါရာဘာကတော့ဂေဒလိုဟာအာဖဂန်မှာသူ့လက်အောက်ကလူတငယ်ချင်းတွေဆုံးရှုံးသွားပြီးတော့အရင်လိုမဟုတ်တော့ဘူးလို့ပြောပါတယ်ဒီကလူကသူတို့ကိုလေးချင်တာနဲ့မရက်ခဲ့ပါဘူးမနက်ခင်းတိုင်းမှာသူတို့ကိုနိုးပြီးတော့စိတ်ယူနီဖောင်းဝတ်ဖို့အတွက်ခိုင်းပါတယ်ပြီးတော့လူငယ်တွေကိုကျန်းတန်းစွာနဲ့လေးချင်ခိုင်းတယ်တခါမှတော့တောင်တက်ရမှာကျူကန်းဟာကြောက်မထည့်ပဲနဲ့အင်ကြီးထဲထားပါတယ်ဒါပေမဲ့ဒီကလူကအဲ့ဒါကိုသိပြီးနောက်မှာတော့သူ့ကိုပြင်းပြင်းထန်ထန်ကိုထိုးပါတယ် နောက်တစ်နေ့မှာတော့ဗိုရိုဘေးကတောင်တက်ရင်နဲ့ပြုတ်ကျသွားတဲ့အခါမှာလူရီနဲ့ချူကန်ပြန်ပြေးပြီးတော့သူ့ကိုထမ်းခေါ်ခဲ့ပါတယ်။ထိတ်ကိုရောက်တဲ့အခါမှာတော့ဗိုရိုဘေးကမနဲ့ပြန်ထွက်သွားမှလို့ပြောပါတယ်။စတော့ကလည်းအိမ်ကနေစာရလာနဲ့မိခင်ကိုလွမ်းလာကြမလို့ထွက်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။နောက်တစ်ရက်မှာတော့တက်ချုပ်ကမြည်သူမဆိုးထွက်ချင်ရင်ပြောနိုင်တယ်လို့ပြောပါတယ်။ဗိုရိုဘေးကပြောဖို့ကြိုးစားခဲ့ပေမဲ့ပြောမထွက်ခဲ့ပါဘူး။စတော့ကလည်းထွက်မသွားတော့ဘူးလို့ပြောပါတယ်။ဒါနဲ့ပဲသူတို့ကလေးချင်းမှုဆက်လက်ပြီးတော့ပြုလုပ်ခဲ့ကြပါတယ်။ပလတ်စေးဘုံတွေကိုတင် जा နေတဲ့အချိန်မှာပဲ ရုစလန်ကဘုံကိုယူပြီးတော့လူပုံစံအတိုင်းအယုတ်ပြုတ်လုပ်ခဲ့ပါတယ်။တင်းနန်းသားတွေကတော့ဝိုင်းပြီးတော့ယူနေကြပါတယ်။တင်းနန်းမှုကဘုံကိုယူကိုင်းပြီးငရုတ်သီးနဲ့ပတ်သက်တဲ့ဟာသအပြိုလေးပြောချင်တယ်လို့ပြောထည့်လိုက်တဲ့အခါမှာတော့တခန်းလုံးကလည်းရည်တန်နေကြောင်းမလို့ကြေလောင်သွားခဲ့ပါတယ်။တင်းနန်းမှုကရုစလန်ကိုဒီကိစ္စကိုတမူးစီတိုင်ကြားမှာလို့ပြောပါတယ်။တကယ်မှာတရုတ်ဆွဲသမားရုစလန်ကတမူးဒီဂါလိုရဲ့အခန်းကိုသွားခဲ့ပါတယ်။သူကမိမိကိုယ်ကိုအပြစ်တင်တော့မယ်လို့ထင်နေခဲ့ပါတယ်။ ဒါပေမဲ့တန်မူကအဲ့ဒီကိစ္စကိုစိတ်မထိခိုက်ပဲသူ့ရဲ့ချစ်သူအတွက်ပုံတပုံဆွဲပေးဖို့လိုအပ်တယ်လို့ပြောခဲ့ပါတယ်။နောက်ထပ်ရက်မှာတော့တက်ကြက်ချုပ်တအူးကစစ်သားတွေကိုအာဖဂန်နစ္စကန်မှာတွေ့နိုင်တဲ့ယဉ်ကျေးမှုအကြောင်းတင်ကြားပေးပါတယ်။ဒါရီကအသက်ရှင်ဖို့လည်းဖြစ်နိုင်တယ်၊သေဖို့လည်းဖြစ်နိုင်ပါတယ်။သူပြောတဲ့အချက်တွေထဲမှာအာဖဂန်နစ္စတန်ကမွတ်စလင်တိုင်းပြည်ဖြစ်လို့သူတို့ကစီးမိနေတော့မတူညီကြပါဘူး။သူတို့အနေနဲ့တရားမဲ့သူကိုတတ်ဖို့အတွက်အစင်းသင့်ဖြစ်နေတတ်ပြီးအဲ့ဒီຢာကပူဇော်ရေးအတွက်အမြန်ဆုံးလမ်းလို့ယုံကြည်ကြပါတယ် တို့ရဲ့မိမာတွေကိုမသေးမစားလုပ်ရင်တည်တံခံရနိုင်ပါ रे ဒါကြောင့်လဲအာဖဂန်နစ္စတန်ဟာသူ့တမိုင်းတလျှောက်မှာတခြားနိုင်ငံတနိုင်ငံကမသိမ်းနိုင်တဲ့နိုင်ငံဖြစ်တယ်လို့သတိပေးခဲ့ပါ रे ပြစ်ခတ်မှု၄ခြင်းစဉ်အတွင်းမှာစစ်သားတွေကရုစလန်ကအလွန်တော်ရဲ့ပြစ်ခတ်ရေးသမားဖြစ်တယ်ဆိုတာတွေ့ရှိခဲ့ပါ रे ဒီကလေးကတကယ်လားဆိုတော့ဆမ်းမို့တချိန်ထဲမှာတဆင့်အကွာငွေသားပြားကိုပြစ်ဖို့ပြောပါ रे ရုစလန်ကတော့ချွေးတဆက်မကြဘဲချက်ချင်းပြစ်ပြီးတော့အောင်မြင်ခဲ့ပါ रे ပြီးတော့တောင်ပေါ်တစ်ကြိမ်ထက်တက်ကြပါ रे ဒီချိန်မှာလူတွေကသူ့တငယ်ချင်းတွေကို မပြောဝသေးခင်အားမကုန်အောင်စူးစားထားဆိုပြီးတော့အပေါ်မှာစောင့်နေတဲ့စစ်သားတွေကိုအချင်းချင်းအထောက်ပံ့ဖြစ်အောင်ခြေောက်ကိုကင်ပြီးတော့တခြားသူတွေကတိုက်ဖို့အတွက်အကြံပေးပါရီအဲ့ဒီစီစဉ်အောင်မြင်ခဲ့ပါရီအချင်းချင်းစူးစားပြီးရဲ့နောက်မှာတောင်ပေါ်တက်နိုင်ခဲ့ပြီးတော့တပ်သားတွေအားလုံးလည်းဝမ်းသာနေကြပါရီဒီလိုနဲ့တညမှာတော့တင်တန်းသားတွေအကုန်လုံးအိတ်နေတဲ့ချိန်တွေမှာဒေဂါလိုကစစ်ဝတ်စုံနဲ့ဝင်လာပြီးတော့ယူးနေသူလိုမျိုးလှုပ်ရှားပါရီပြီးတော့မှမထင်မှတ်ပဲနဲ့သူကပြန်ထွက်သွားခဲ့ပါရီ တက်သားတွေကလည်းတဖြည်းဖြည်းမထင်မှတ်ဖင်းနဲ့ဒီဂါလူကနောက်ထပ်မကောင်းတဲ့အိမ်မက်တွေမက်နေပြန်ပြီဆိုပြီးတော့ကြည်နေခဲ့ကြပါတယ်။ရုစလန်ကတော့ဒီဂါလူကအာဖဂန်နစ္စတန်ကိုပြန်သွားဖို့စတင်ခဲ့ပေမဲ့အငင်းဆန်ခံခဲ့ရတယ်လို့ပြောပါတယ်။နောက်ဆုံးတင်တဲ့ရက်တွင်မှာသူတို့ဟာခင်မင်လာခဲ့တဲ့မိတ်ဆွေတွေဖြစ်လာပါတယ်။တ냐မှာတော့တက်သားတွေကအရက်တော့ဆက်လိုက်တော့ပြီးတော့တက်သေးကမိမတယောက်နဲ့ပြောရွှင်နေပါတယ်။မကြာခင်မှာတော့တင်တဲ့အပြီးတက်သွားခဲ့ပါတယ်။ဒီဂါလူကတခုခုပြောချင်းပေမဲ့လေစင်မှုတစိမ့်စစ်သားတွေကိုပေးပြီးတော့ချင်းမြောက်ပေးခဲ့ပါတယ်။ သူတို့ကအာဖဂန်နစ္စတန်လေတပ်ရောက်တဲ့အချိန်မှာတော့တခြားတပ်သားတွေလည်းရောက်လာခဲ့ကြပါတယ်။သူတို့ကတော့စစ်မှုထမ်းပြီးသွားတဲ့လူတွေပဲဖြစ်ပါတယ်။သူတွေကတယောက်ကလူတွေကိုသူရထားတဲ့ပစ္စည်းတစ်ခုကိုတေးချာတင်ထားဖို့ဆိုပြီးပြီးပါတယ်။အဲ့ဒါကတော့သူ့ကိုများစွာသောတိုက်ပွဲတွေမှာအန်နီယကင်းအောင်ကေတင်ပေးထားတယ်လို့လည်းပြောပါတယ်။ဒါပေမဲ့အဲ့ဒီပစ္စည်းကိုပေးလိုက်ပြီးတဲ့နောက်မှာဒုံးကြီးတစ်စီးကသူတို့ပြန်သွားမယ့်လေရင်ကိုပြစ်ချလိုက်ပါတယ်။တအူးမှလွတ်မြောက်မှုမရှိဘဲနဲ့လေရင်လေးပြတ်ကျသွားခဲ့ပါတယ်။ အဲ့ဒီအခိုက်အတန့်ကသူတို့ရဲ့ပထမဆုံးတိုက်ပွဲအတွေ့အကြုံဖြစ်ဖြစ်လာခဲ့တာပါနောက်ပိုင်းမှာတော့သူတို့အားလုံးကိုဒီကားလို့ပြောခဲ့တဲ့ 9th H Commission ကိုခေါ်သွားခဲ့ပါလိဒါပေမဲ့ပီနိုချက်နဲ့ရာဘာကတော့တခြားတပ်တွေကိုတွားရပါလိအဲ့နောက်သူတို့လူသစ်တွေကိုဒုတက်မှုခိုကိုကစူစူခဲ့ပါလိခိုကိုကဒီကားလို့တော့မဟုတ်ပေမဲ့တိုက်ပွဲမှာအတူရင်ဆိုင်ရမယ့်အတွက်များစွာနားလည်မှုရှိခဲ့ပါလိခိုကိုကသူတို့ကိုလမ်းညွန်မစ်ရှင်အကြောင်းအသေးစိတ်ရှင်းပြခဲ့ပါလိနောက်ပိုင်းမှာတော့တောင်ပေါ်က တက်စကန်တစ်ခုစီကိုရောက်ခဲ့ပါတယ်အဲ့ဒီမှာတော့တပ်သားရင်းနဲ့တူတူအရက်တောင်းနေချိန်မှာအာဖဂန်တွေတက်လာနေတာကိုသတိပေးခံလိုက်ရပါတယ်ဒါပေမဲ့ရုရှားတွေကအာဖဂန်တွေကိုဖမ်းလိုက်ပါတယ်အဲ့ဒီတဲကစနိုက်ပါတပ်သားတအူးကအာဖဂန်တအူးကိုကြည့်ပြီးတော့သူ့နာမည်နဲ့အော်ခေါ်လိုက်ပါတယ်သူကအဟံဖြစ်ပြီးတော့သူတို့ကိုအမြင်နဲ့လိုက်သက်သူဖြစ်နေအောင်တွေးရှိခဲ့ရပါတယ်ဗိုရိုဗေးကအဟံကိုကြုံလာခဲ့ရပါတယ်အဟံကတော့တိတ်တိတ်လေးဖြစ်အောင်လို့စူးစမ်းပြီးတော့ဗိုရိုဗေးလိုပဲသူ့ကိုလည်းစောင့်နေတဲ့မင်းကလေးရှိရလို့ပြောလာခဲ့ပါတယ် အာဟမ်ငါပြဿနာမဖြစ်ဘဲနဲ့ပြန်ထွက်သွားဖို့နဲ့သူ့နောက်ကိုပြန်လဲချိန်မှာချော်လဲသွားခဲ့ပါတယ်။ဗိုရိုဘီကလန်သွားပြီးတော့တနက်နေ့ယုတ်တိရက်ပြစ်လိုက်တဲ့အခါမှာအာဟမ်ကိုတေဆုံးစေခဲ့ပါတယ်။အဲဒီနောက်မှာသူ့ရဲ့ဖော်ရီလာရောက်ကြပြီးတော့ဗိုရိုဘီရဲ့ပထမဆုံးတက်ဖြတ်မှုအတွက်ဂုဏ်ယူခဲ့ကြပါတယ်။စစ်သားတယောက်ကအာဟမ်ငါရုရှား၃ယောက်တက်ခဲ့ဘူးရဲ့လို့ပြောလာပါတယ်။နောက်မှာတော့အဲဒီစစ်တီကအာဟမ်ရဲ့ယုံလောင်းအောင်မှာဘုံတလုံးထားလိုက်ပါတယ်။၆လကြာမှာတော့ကိုကူးမြောက်ကုမ္ပဏီတပ်ဖွဲ့ရသူရဲကောင်းတွေကအာဖဂန်တောင်တန်းတစ်ခုမှာ စည်ရဲအခြေတိုက်စကန်တည်နေခဲ့ပါတယ်။ရာဘာနဲ့သူ့ဖွဲ့သားတွေကတော့သူ့ရီပေးဆွန်းသွားခဲ့ပါတယ်။သူတို့ဘက်မှလူများပြားတေဆုံသွားခဲ့ကြတယ်။ကပတိန်ကတော့ရာဘာရဲ့တငယ်ချင်းတွေကိုဂယူဆိုင်ဖို့တောင်းဆိုပါတယ်။စစ်သားဟာမပြောနိုင်တော့ပဲလမ်းနေခဲ့ပါတယ်။အဲဒီအချိန်မှာအဆောင်တောင်ဝင်ကိုထမ်းဆောင်ရတဲ့စတော့ကလည်းအိပ်ပျော်သွားပြီးတော့ကိုကူကသူ့ကိုပြစ်မှုကြီးတစ်ခုလိုပဲရိုက်နှက်လိုက်ပါတယ်။တလားကြာမှာတော့ကိုကူမြောက်ကုမ္ပဏီတက်ဖွဲ့ကအဲ့တောင်မှာပဲရှိနေစေဖြစ်ပါတယ်။ရက်စလန်ကသူ့မိတ်ဆွေရဲ့အတွက်တတူးပုံစံရင်းနေတာကိုကိုကူကမြင်ခဲ့ပြီးတော့ခေါ်ခဲ့ပါတယ်။ ရက်စလန်ကတောင်ယူကမျိုးနယ်သားတယောက်ကိုမိကွက်နဲ့အစားအသောက်လဲလှယ်ဖို့ပြောပါရီမျိုးနယ်စုရဲ့သားကသူ့ကိုရွာထဲလမ်းညွန်ပြီးတော့မိကွက်နှစ်ပူပြီးခဲ့ပါရီရက်စလန်ပြန်လာချိန်မှာတော့ဆေးရရှိနဲ့တသားတစ်ချို့နဲ့သူကဆုံခဲ့ပါရီခိုကိုကတောင်ဝင်ပေးထားတာကိုမသိဘဲနဲ့အရာရှိကရက်စလန်ကိုဖိုက်ကိုထိုးပါရီဒီနေ့မှာတော့ရုရှားတပ်ဖွဲ့ကြီးတောင်ပေါ်ကတရင်စီကိုရောက်လာချိန်ထိတ်လန့်မွေတိုက်ခိုက်မှုတစ်ခုဖြစ်လာခဲ့ပါရီအာဖဂန်မူဂျာဟီဒီနီကအကြံဉာဏ်နဲ့တိုက်ခိုက်တာကြောင့်မလို့ရုရှားတပ်ကိုအလွန်ညုံထိခိုက်စေခဲ့တာပါ ိုက်ခိုက်မှုရောထိခိုက်မှုတွေရောပြင်းထန်တာကြောင့်မလို့တပ်ဖွဲ့ကကွန်မန်ဒါနဲ့ရာဘအပါဝင်တီးဆုံသွားခဲ့တာပါခိုကိုလူရီနဲ့တခြားသူတွေကတော့လက်နက်ကင်တွေနောက်ကိုလိုက်ကြပေမဲ့ကူထဲမှာပဲလက်လွတ်လိုက်ရပါတယ်သူတို့တက်စုလူစုပြီးတော့ဝေးကွာတဲ့ရွာကိုထပ်မံလိုက်ရမှာတော့စတော့ကိုအန်နီယရှိဖော်ပြချက်ရှာဖို့တာဝန်ပေးခဲ့ပါတယ်စတော့တယောက်တည်းစစ်နေတဲ့အချိန်မှာငရွေတဲ့ကောင်လေးတယောက်ကိုမြင်လိုက်ပါတယ်စောင့်ကြည့်မှုကမလုံခြုံတာကြောင့်မလို့အကောင်လေးကစတော့ကိုပြတ်တက်ခဲ့ပါတယ်လူရီကသူ့ငွေချင်းကိုကယ်ဖို့ပြေးလာပြီးကောင်းလေးကိုချက်ချင်းပြတ်တက်ပြစ်လိုက်ပါတယ် တပ်ဖွဲ့တစ်ခုလုံးက stock ကိုထွက်ခေါ်လာပြီးတော့သွေးထွက်တာရပ်ဖို့အတွက်ကြိုးစားကြပါတယ်ဒါပေမဲ့သူ့အသက်တော့ဆုံးရှုံးသွားခဲ့ရပါတယ် stock သေးဆုံးပြီးရဲ့နောက်မှာပဲရုရှားတပ်ကနေပြီးတော့ဘုံးနေတဲ့ရွာကိုဖျက်ဆီးပစ်လိုက်ပါတယ်နောက်ထပ်ယူရီးယားအဖိတ်နေမှာတော့စစ်စင်ရေးပြီးတော့အနားယူဖို့အတွက်လာနေငယ်ပဲကြံတော့ရတဲ့အချိန်မှာပီနိုချက်ကိုအဖွဲတွေကိုခန့်ရလိုက်ပါတယ်လူရီဗိုရိုဘေးရက်စလန်ပြီးတော့သူကန်းတို့ဟာသူတို့ညီကိုတွေပြန်တွေ့ရကြအောင်မလို့ဖတ်စည်းပြီးတော့ဝမ်းသာနေကြပါတယ် သူတို့ဖွဲ့တွေကနေမိတော့ကြီးမြတ်စွာဒေဆုံးသွားတဲ့လူတွေအတွက်ဖြောပြီးရင်းနဲ့တက်ကြွစွာပါဝင်ဆင်နွှဲနေကြပါတယ်။နောက်တနေ့မနက်မှာတော့ Wrestler ကတောင်ထိပ်မှာ Afghan Shugin ကိုရေးဆွဲဖို့အတွက်ထွက်သွားခဲ့ပါတယ်။အကြမ်းဖက်မှုတွေကြောင့်မလို့နာမည်ကြီးနေတဲ့ဒီနိုင်ငံဟာတကယ်တမ်းအလားတရားရှိပါတယ်။ဒါပေမဲ့နောက်ကနေမိတော့အနက်ရောင်ဝှစ်ဆင်ထားတဲ့လူအုပ်စုတစုကသူ့နောက်ကနေထွက်လာခဲ့ပါတယ်။ Wrestler ကသူ့ရဲ့မိတ်ဆွေတွေကိုတတိပေးခဲ့ပေမဲ့ချက်ချင်းပဲခေါင်းကိုအပြစ်ခံလိုက်ရပါတယ်။ သူ့သွေးကအမှုပညာပကြီးဖြစ်တကူတဲသောအမွေနှင့်ဖျက်သွားခဲ့ပါလေ။ထောင်ပေါင်းများစွာသောအာဖဂန်တို့ကရုရှားတပ်စခန်းကိုတိုက်ခိုက်လာကြပါလေ။များပြားမိမဲ့ရုရှားတပ်သားတွေကခုခံခဲ့ကြပါလေ။တိုက်ခိုက်လို့ပြီးမှတော့ခိုးကိုးကသာတယောက်တည်းကျန်ခဲ့တာပါ။နောက်ဆုံးမှာတော့တိုက်ပွဲဖြစ်လာခဲ့ပါလေ။လူရီကိုမြေပြင်ပေါ်ရိုက်ချခံလိုက်ရပြီးခြူကန်းကတော့ဆက်တနက်နဲ့ရမ်ဘိုပုံစံတိုက်ခိုက်လိုက်ပါလေ။နောက်ဆုံးမှာတော့ဆိုဗီယက်တွေကအနိုင်ရလာခဲ့ပါလေ။ကျန်နေတဲ့လူအနည်းငယ်နဲ့တူခိုးကိုးကမျောလိမှုနဲ့ဆက်လက်စူးစမ်းနေခဲ့ပါလေ။ မကြခင်မှာပဲနောက်ထပ်တိုက်ခိုက်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။အာဖဂန်လူမျိုးတွေကအနိုင်ရလာပါတယ်။နောက်ဆုံးမှာတော့ခိုကိုးနဲ့အတွေ့အကြုံရှိသူအနည်းငယ်ကစစ်ပွဲကိုနိုင်မဲ့အချိန်တွေမရှိတော့ပါဘူး။အဲ့ဒီအချိန်မှာချူကန်းကဒဏ်ရာအနည်းငယ်ရနေပြီဖြစ်ပေမဲ့ထိခိုက်နေတဲ့ဘိုရိုဘေးကိုကယ်ဖို့အတွက်ကြိုးစားခဲ့ပါတယ်။ပြန်လည်ပြီးတော့လုံခြုံမှုမရှိတဲ့အချိန်တွေမှာဘိုရိုဘေးကလည်းပဲပောက်ကွဲတည်ဆုံးသွားဖို့ပဲရွေးချယ်ခဲ့ရတာပါ။ဂရန်နစ်ကိုသူကိုယ်တိုင်ထုတ်လိုက်ပြီးတော့သူ့ကိုယ်သူအပါဝင်တော်လန်သမားတချို့ကိုလည်းတည်စီနိုင်ခဲ့ပါတယ် ဗိုလ်ဘေးတည်ဆုံးပြီးတဲ့နောက်မှာတော့ဆိုဗီယက်ကျန်ရှိသူတွေကအမျက်တွေထွက်ပြီးတော့ရန်သူကိုတိုက်ခိုက်ခဲ့ကြပါတယ်။ပီနိုချက်ကရန်သူကိုထပ်မံတိုက်ခိုက်ဖို့ကြိုးစားတဲ့အခါမှာတည်ဆုံးသွားခဲ့ပါတယ်။နိုင်ပေါင်းများစွာကျန်နေတဲ့တိုက်ပွဲတွေနဲ့ရန်သူလိုင်းတွေအများကြီးရင်ဆိုင်ပြီးတဲ့နောက်မှာတော့လူတွေကကိုရိုင်းကျန်ရှိခဲ့တဲ့ကိုကူးမြောက်ကုမ္ပဏီရဲ့တပ်သား6ယောက်ကိုခေါင်းဆောင်ခဲ့ပါတယ်။ကျန်ရှိတဲ့ဘုံနဲ့ကြီးစံတွေကိုစစ်ဆီးကြရတဲ့မလုံလောက်တော့တာတိလိုက်ရပါတယ်။မကြခင်မှာပဲအာဖဂန်တို့ကလည်းထပ်မံတိုက်ခိုက်လာပါပြီ။ ကြံရှိနေတဲ့တပ်သားတွေကတော့နောက်ဆုံးအသက်ရှူနိုင်သူ၍တိုက်ခိုက်ဖို့အတွက်ဆုံးဖြတ်ထားကြတာပါ။ကံကောင်းစွာနေပဲအဲ့ဒီချိန်မှာတိုက်ခိုက်ရေးဟယ်လီကော်ပတာနှစ်စီးကအကူအညီရောက်လာခဲ့ပါပြီ။ဒါပေမဲ့အချိန်ကနောက်ကျသွားခဲ့ပါပြီ။တပ်ဟာအကုန်လုံးတကယ်ပျက်စီးသွားခဲ့ပါပြီ။ရုပ်ရှင်ရဲ့ဆုံးမလူရီတယောက်တည်းသာကြံခဲ့တာပါ။ဂျင်းရဲ့ရေးရရှိတန်ရောက်ပြီးတော့ကိုကုမြောက်ကုမ္ပဏီနေရာကိုထိမ့်သိမ့်နိုင်ခဲ့ပါတယ်လို့အစီရင်ခံခဲ့ပါတယ်။ဂျင်းနေကရင်မလာတော့ဘူးလို့ပြောပြီးတော့ပွေးဖက်ထားခဲ့ပါတယ်။သူ့ရဲ့ဘေးမှာဖြစ်သမျှတွေကိုတီနာလေလို့ပဲဖြစ်ပါတယ်။ လူတွေကလည်းဝမ်းနည်းမှုတွေကိုမထိန်းချုပ်နိုင်မင်းနဲ့ငိုချပစ်လိုက်ပါတယ်